ဘကူရိုင်းဒေသကြီးတာယာဝရီခရိုင်ပြည်ချိုင်းနယ်ပြည်စံဦးစီးဌာနလူထုခြေပုဘဌာနတွင်ကလေးတငယ်ကာကွယ်ဆောက်ရှောက်ရေးအသိပညာပေးတော်ရှုကိုမတ်လ25ရက်နေ့ညနေ3နာရီကကျင်းပခဲ့ရာခရိုင်ပြည်ဆက်ရုံမှဒေါ်သည်နူအေးနှင့်လူမှုဝန်ထမ်းဦးစီးဌာနမှဒေါ်ခိုင်စင်အေးတို့ကယခုလိုဆွေးနွေးခဲ့ကြပါတယ်ရှင်။မင်္ဂလာပါရှင်။ဟုတ်မင်္ဂလာပါရှင်။ဟုတ်ကဲ့ပါဆရာမ။ဒီကလေးတငယ်ရဲ့အဓိပ္ပာယ်သတ်မှတ်ချက်ဆိုတာကိုလည်းသိချင်ပါတယ်ဆရာမရှင်။ဟုတ်ကဲ့ပါရှင်။ဒီနေ့ကမ္ဘာပေါ်မှာဆိုလို့ရှိရင်ပေါ့နော်ကလေးသူငယ်တွေကိုရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်း ိုင်းဆိုင်ရာဒီညှဉ်းပန်းနှိမ့်ဆက်ခံရတဲ့အတွက်ကြောင့်မို့လို့ကမ္ဘာပေါ်မှာကလေးတွေအားဆိုလို့ရှိရင်နေ့စဉ်ပေါ့နော်၅ရောက်ခန့်တင်းဆုံနေရလို့ဒါကျမတို့သိထားရပါတယ်အဲ့ဒီမှာမှဒီအသက်၁၈နှစ်အောက်ကလေးရဲ့အနက်မှာမိကလေး၃ယောက်မှာတရာအကြလေး၅ယောက်မှာတယောက်ကဆိုလို့ရှိရင်လူသုံးစားပြုနေခံရတဲ့ဒီကလေးတွေဘယ်သူတွေကပြုတင်တာဆိုတာကိုလည်းပဲကျမတို့ကဒီ90ရာခိုင်နှုန်းကဒီပြင်မှုကျူးလွန်တဲ့တရားခံကိုသိကြပါဗျ။များသောအားဖြင့်တော့ဒီပြင်မှုကျူးလွန်တဲ့တရားခံဆိုလို့ရှိရင်ကလေးသူငယ်ရဲ့ပအဝန်းကျင်မှာရှိတဲ့ဒီစမို့ ဆွေမျိုးသားချင်းတွေပါဝင်နေမိသားစုဝင်နေတာပဲဖြစ်ကြပါတယ်။ကျမတို့ဒီသားခံလူမှုနယ်ရောက်မှာဆိုလို့ရှိရင်လည်းပဲဒီကလေးသူငယ်တွေကိုနေမန်းဆိုင်ရာမြမစာပြုခြင်းခံရတဲ့အမှုများနဲ့ပတ်သက်ပြီးတော့ရင်ကုနီဖြည့်ချင်းပေးဖို့ထိစက်လာတဲ့အမှုတွေလည်းဒါအများကြီးရှိပါတယ်။ကျမတို့ဒီခရယုံကိုလာရောက်ထိစက်လာခြင်းမရှိတဲ့အမှုမျိုးတွေလည်းအများကြီးရှိနိုင်ပါတယ်ရှင်ဟုတ် ဒီကလေးသူငယ်ပေါ့နော်ကလေးသူငယ်အဓိပ္ပာယ်တမချက်ကတော့ကျမတို့ဒီကလေးသူငယ်ခွင့်ရများဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်းနဲ့2019ခုနှစ်ကလေးသူငယ်ခွင့်ရများဆိုင်ရာဥပဒေအရဒီအသက်16နှစ်မပြည့်သေးတဲ့သူအားလုံးအားဆိုလို့ရှိရင်ကလေးသူငယ်ဖြစ်ပါတယ်ဒီ ဥပဒေအရဆိုလို့ရှိရင်ကျမတို့ကဒီကလေးသူငယ်တွေကအခွင့်အရေးလေးရရှိတယ်ပေါ့နော်ဒီကလေးသူငယ်ရဲ့အခွင့်အရေးလေးရဆိုလို့ရှိရင်ကလေးသူတွေရဲ့ငယ်အားလုံးကဆိုလို့ရှိရင်အသက်ရှင်သန်ခွင့်ရှိတယ်ခွင့်ပြုတတ်ခွင့်ရှိတယ်ပြီးလို့ရှိရင်ကောက်ွယ်ဆောက်ရှောက်ခံပိုင်ခွင့်ရှိတယ်ပေါင်းပါဝင်ဆောင်ရွက်ခွင့်တွေကိုဒါကလေးသူငယ်တိုင်းခံစားခွင့်ရှိပါတယ်ရှင်ဟုတ်ကဲ့ပါဆင်မဒီအရေးပေါ်အခြေအနေမှာပေါ့နော်ကောက်ွယ်ဆောက်ရှောက်ရန်ဒီလိုအပ်တဲ့ကလေးတွေကဘလို့ကလေးမျိုးတွေ ပါဝင်လို့ဆိုတာလည်းသိကျင်ပါလေဆက်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့အရေးပေါ်အခြေအနေမှာကောက်ွယ်ဆောင်ရှောက်ဖို့လိုအပ်တဲ့ကလေးသူငယ်တွေကတော့မိဘအောက်ထင်းသူမရှိရတူတွေလက်ဆက်ရုံမာတဲ့မိဘ အုတ်ထင်းသူအောက်မှာရှိနေတဲ့သူတွေအစိုးရဆုံးပုံစံနဲ့ခိုင်းစီခြင်းခံရတဲ့ကလေးသူငယ်တွေလမ်းပေါ်နေကလေးတွေအမှုရင်ဆိုင်နေရတဲ့ကလေးသူငယ်တွေပြီးလို့ရှိရင်လိန်အဲလိန်ဝိုင်းဆိုင်ရာခေါင်းမုံဖျားခံရတဲ့သူတွေကလေးသူငယ်တွေပြီးလို့ရှိရင်လူကုန်းဦးခံရတဲ့ကလေးတွေအဲမိဘနဲ့ခွဲနေရတဲ့ကလေးတွေ HIV ရောဂါအဲကုသရောဂါခံစားနေရတဲ့ကလေးတွေတောင်ရန်စားတော့သူတွေပြီးလို့ရှိရင်ဒီမူရစေဝါအဲအသုံးချတဲ့နေရာမှာငွေရေးဇေဝါပြန်ပြူးတဲ့နေရာမှာအသုံးချခံနေရတဲ့ကလေးတွေအဲဒီ အဲစိတ်ပေါ်တုတ်ပြီးတော့ကုသယောဂခံစားနေရတဲ့ကလေးတွေပြီးလို့ရှိရင်မိဘကနေပြီးတော့ရဲထိန်းအဲအုတ်ထိန်မိဘအုတ်ထိန်မှုအောင်မှာမိဘထိန်းချောင်းလို့မရတဲ့ကလေးမျိုးတွေနောက်ပြကြလို့ရှိရင်ဒီဘေးရန်တွေရေပေါ့နော်ဒီပဋိပက္ခတွေကြောင့်မလို့ဒီအနာဒီအတိုင်းဝိုင်းမှာဒီခံစားနေရတဲ့ကလေးတွေချိုးတဲ့မတန်ဆွမ်းတဲ့ကလေးတွေနဲ့ကျွန်မတို့လူမှုနယ်ဦးစီးဌာနကနေပြီးတော့အခားလေးရောဆိုတာတတ်မှတ်ထားတဲ့ကလေးတွေအားဆိုလို့ရှိရင်ဒါအရေးပေါ်ချင်ဒီမှာကောက်ွယ်ဆောက်ရှောက်ဖို့လိုအပ်တဲ့ကလေးသူငယ်တွေဖြစ်ကြပါတယ်ရှင်ဟုတ်ကဲ့ပါရှင်မဒီလူမှုဝန်ထမ်းမှာပေါ့နော်ဒီအရေးပေါ်ချင်မှာကောက်ွယ်ဆောက်ရှောက်ရဒီလိုအပ်တဲ့ကလေးတွေပေါ့ ဘယ်လိုကာကွယ်ဆောင်ရွက်မှုမျိုးတွေပေးနေတယ်ဆိုတာကိုသိချင်ပါတယ်ဆရာမရှင် ဟုတ်ကဲ့ပါရှင်ဒီလိုမျိုးကာကွယ်စောင့်ရှောက်ဖို့လိုအပ်တဲ့ကလေးသူငယ်တွေကိုကျွန်မတို့မွန့်နယ်ဦးစီးဌာနဖွင့်လှစ်ထားတဲ့ကလေးပြုစုရေးဌာနပြီးလို့ရှိရင်အမျိုးသမီးလူငယ်နဲ့အမျိုးသမီးတင်နန်းချောင်းနဲ့ကျွန်မတို့မွန့်နယ်ဦးစီးဌာနကနေပြီးတော့ဒီထောင်ခုပြုမိတ်ပေးထားတဲ့လူငယ်ဖွံ့ဖြိုးရေးပရဟိတကိဟာတွေမှာဒီပေါ့နော်ကာကွယ်စောင့်ရှောက်ဖို့လိုအပ်တဲ့ကလေးတွေကိုကျွန်မတို့ကဟိုခေါ်ပြီးတော့ရင်ပေါ့နော်တို့ရဲ့အခြေခံစာဝတ်နေရေးတွေဖြည့်ဆည်းပေးတာမျိုးတွေရှိတယ်ပြီးလို့ရှိရင်တို့ရဲ့အတန်းပညာတွေကျောင်းပြပပညာရေးနဲ့ဒီအသက်မွေးဝမ်းကြောင်းပညာတွေရရှိဖို့လည်းကျွန်မတို့ဟိုတင် जा ပေးနေတာရှိပါတယ်ပြီးလို့ရှိရင်ဘွားတက် တာကြွကျင်စရာများပေါ့နော်ဒီဟာတွေလည်းတင်ကြပေးတာရှိတယ်သူတို့ရဲ့အပြုအမူအပြောဆိုပြောင်းလဲတွေပြောင်းလဲမှုတွေဖြစ်လာအောင်လည်းကျမတို့ကထင်ကြောင်းတင်ကြပေးတာမျိုးတွေရှိပါတယ်ပြီးလို့ရှိရင်ကျမတို့ကဒီသူ့ရဲ့ဒီကလေးသူငယ်ရဲ့မိသားစုအောက်ထင်းသူတွေနဲ့ပြန်လဲပေါင်းစည်းနိုင်ဖို့အတွက်ကိုလည်းပဲမိသားစုပြန်လဲပေါင်းစည်းရေးစနစ်နဲ့ပေါ့နော်ကျမတို့ဆောင်ရွက်ပေးနေတာတွေရှိပါတယ်ပြီးလို့ရှိရင်သူတို့တွေကဒီလူမှုအတိုင်းပိုင်းမှာပြန်လဲဝင်ဆက်ပေါင်းစည်းလာဖို့အတွက်ကိုကျမတို့ကိုယ်ကြီးဆောင်ရွက်ပေးနေတာတွေရှိပါတယ်ရှင် အခုလိုအသိပညာမျှဝေပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆရာမရှင်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်ဆူပါတော်ရှိုးဆွေးနွေးမှုတို့ကိုဝီလက်တာယာဝီ page တွင်လွှင့်တင်ဆောင်ရွက်ထားကြောင်းသိရပါတယ်ရှင်